နိုဘယ်ငင်းချမ်းရေးဆုအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဂျိုးပါအထုံမှုတွေဟာအခုရက်ပိုင်းအတွင်းမှာပုံမအယုံဆိုင်စရာဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့လကပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရအမေရိကန်လူမျိုး22စာဂိုင်းနှုန်းသာတာသမ္မတထရမ့်ဟာနိုဘယ်ဆုနဲ့ထိုက်တန်းတယ်လို့ယူဆကြပြီး Republican Party ဝင်တွေရဲ့ထောက်ဝက်လောက်ကပါသူ့ကိုစုမပြေးသင့်ဘူးလို့ပြောဆိုခဲ့ကြတာပါ။ဒါပေမဲ့ဘုဒ္ဓဟူးနေ့ကဂါဇာဒေသမှာအဆင့်တက်အပြစ်ခတ်ရစဲရေးသမိုးတူညီချက်ရရှိကြောင်းကြေညာချက်ပြီးနောက်မှာသမ္မတထရမ့်အထွတ် နိုဘယ်ဆုအလားအလာဟာပုံမကြီးမားလာတယ်လို့နိုင်ငံသားကြီးရကျွမ်းကျင်သူတွေကသုံးသပ်နေကြပါတယ်။အထူးသဖြင့်ဂါဇာငင်းကြမ်းရေးအတွက်သမ္မတထရမ့်မှာအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နက်တန်ယာဟုအပေါ်ပုံမှန်မဟုတ်တဲ့ဖိအားပေးမှုတွေကိုပြုလုပ်ခဲ့တာကြောင့်အခုလိုအပြေခတ်ရဆဲရေးသဘောတူညီချက်ရရှိခဲ့တာလို့ Carnegie Endowment for International Peace မှာ Aaron David Miller ကမှတ်ချက်ပေးပါတယ်။ Pennsylvania က Democratic အထက်လွှတ်တော်အမတ်ဂျွန်ဖက်တာမန်ကတော့သမ္မတထရမ့်ဝင်နေတယ်။ ဂါဇာနဲ့ယူကရိန်းကရှစ်ပွဲတွေကိုအဆုံးသတ်နိုင်ခဲ့မယ်ဆိုရင်သူ့ကိုနိုဘယ်ဆုပေးဖို့အတွက်ဥဆောင်စ조사ပေးမယ်လို့ဂျာတာပရီနေကပြောကြားခဲ့ပါတယ်။ထို့ပေမဲ့လည်းသမရထရမ့်ရဲ့နိုဘယ်ဆုမြော်လင့်ချက်ကိုထိခိုက်စေနိုင်တဲ့ကိစ္စရပ်တွေလည်းတပြိုင်တည်းထဲထိပေါ်နေပါတယ်။သမရထရမ့်အစိုးရကမူရဲ့ဆေးဝါးလေတွေအပေါ်စစ်ရေးတိုက်ခိုက်မှုတွေဟာနိုင်ငံတော်ဥပဒေအရစစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်းနဲ့၎င်းရဲ့လုပ်ရထားမင်းနီဆိုဝဲလာနဲ့စစ်ပွဲကိုဥတီနိုင်ကြောင်းအချို့လွတ်တော်အမတ်တွေနဲ့ကမ္ဘာခေါင်းဆောင်တွေကဝေဖန်နေကြပါတယ်။ ြည်တွင်းမှာစန္ဒပြပွဲတွေကိုနိုင်နှင်းရမှာစစ်တပ်ကိုအထုံးပြုခဲ့တာနိုင်ငံတော်ရဲ့စစ်အာဏာကိုအယက်ပတ်အာဏာနဲ့ရောထွေးအောင်လှုပ်ဆောင်နေတယ်ဆိုပြီးဖက်ဒရယ်တရားသူဂျူဒီဂျူကတမားထရမ်ကိုတရားမဝင်ဘူးလို့စီရင်ချက်ချခဲ့ပါတယ်။ငင်းချမ်းကြီးကိုတိဆောက်သူဖြစ်နိုဘယ်ဆုအမျိုးမှန်းနေခြင်းမှာတစ်ဖက်ကလည်းသူ့ရဲ့ကိုယ်ပိုင်နိုင်ငံတွင်မှာစီရေးရအတင်းတကျပ်ဖြန့်ကျက်မှုတွေနိုင်ငံတကာမှာတရားစီရင်ခြင်းမရှိဘဲတပ်ဖြတ်မှုတွေလုပ်နေတာဟာတမနာထရမ်အထွန်းရှေ့နောက်မညီအပ်ပုံရိပ်ကိုဖြစ်ပေါ်စေတယ်လို့သုံးသပ်သူတွေကပြောဆိုကြပါတယ်။ နိုဘယ်ဆုကိုစီစစ်တဲ့ကော်မတီအနေနဲ့သမ္မတထရမ့်ရဲ့ဂျက်ကျိုနဲ့ဟိုက်ပုံစံနှမျိုးကိုဘလို့တုံးသက်ဆုံးဖြတ်မလဲဆိုတာကတော့လာမယ့်နှစ်အတွက်စောင့်ကြည့်ရမယ့်အကြောင်းအရာတစ်ခုဖြစ်ပါတယ်